ဒီတခိုးကတော့သူများအိမ်သွားပြီးပြစ်စီခိုးယုံတွေမကပဲချင်းအောင်နဲ့ဝင်ပြီးအသက်82နှစ်အရွယ်အဖွားကိုပါပြူချင်းမိုးကြံစီခဲ့ပါတယ်အဖွားနိုးသွားတဲ့အခါမှာတော့တခိုးဟာဘောင်းမီတောင်ဝင်းမခင်တော့ပဲကိုလုံးဒီနဲ့ထွက်ပြေးခဲ့ရပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့19ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ ိုင်းနိုင်ငံဦးထိုက်ဌာနီမျိုးမှနေထိုင်တဲ့အသက်82နှစ်အရွယ်အဖွားရဲ့အိမ်ကိုပြီးခဲ့တဲ့19ရက်နေ့ညကတခုတရောင်မှပြည်စီဝင်ခိုးခဲ့ပြီးအဖွားကိုပါပြုကျင်းမှုကျင်းစီခဲ့ပါတယ်။အဒီနောက်မှာတော့အဖွားဟာ CCTV မှတ်တမ်းတက်တဲ့ယူပြီးသမီးဖြစ်သူနဲ့အတူရဲစခန်းကိုသွားကတခုကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။နောက်ပြီးထိုင်းရဲတွေတရက်ခန့်ဖြစ်သူပြင်မှုကျူးလွန်တဲ့အချိန်ကို CCTV ထဲမှာကြည်တော့တွေ့ရတာကတရက်ခန့်ဖြစ်သူတခုဟာပြည်စီလာခိုးရင်းနဲ့အခန်းတကားကိုဖွင့်ကြည့်လိုက်တော့အဖွားအိပ်ပျော့နေတာကိုတွေ့သွားခဲ့ပြီးအဒီနောက်မှာတော့သူ လိုချင်တဲ့ပစ္စည်းတွေကိုခိုးယူကာအိမ်ထဲကနေထွက်သွားခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ရည်ရွယ်ချက်ရှိရှိနဲ့နောက်တစ်ခေါက်ပြန်လာပြီးအခန်းထဲမှာအိပ်ပျော့နေတဲ့အဖွားစီကိုတွားကာကိုလုံးသီးချုပ်ပြီးအဖွားကိုပြူကျင်းမှုကြံစီခဲ့ပါတယ်အဲအခါမှာတော့အဖွားဟာနိုးသွားပြီးပုတ်ဝင်ခြင်းကိုအော်ဟစ်အကူညီတောင်းခဲ့တာကြောင့်တရခံဖြစ်သူဟာဘောင်းမီတော်ဝင်းမခင်တော်ပဲကိုလုံးသီးနဲ့ထွက်ပြေးခဲ့ရပါတယ် နောက်ပြီးအဖွာပြောပြတာကအဲ့ဒီနေညာကအဖွာလဲအခါတိုင်းနေတွေလိုပဲစားတော့ပြီလို့မိပိတ်ပြီးအခန်းထဲမှာဝင်အိတ်ခဲ့တယ်။နောက်ပြီးအဖွာရဲ့တာသမီတွေကနေမှာအလုတ်သွားလုံနေကြတာဆိုတော့အိမ်မှာအဖွာတယောက်ထဲနေရတယ်။ဒီလိုနဲ့အဖွာအိတ်ပြို့သွားတော့တရခန့်ဖြစ်သူဟာအခန်းထဲဝင်လာပြီး ကိုလုံးသည်ချုပ်ပြီးအဖွားကိုပြူကျင်မှုကြံစီခဲ့တယ်။တအောင်းကြမှာအဖွားနိုးသွားတော့မိဖြစ်သူအိမ်လာတယ်လို့ပဲထင်ခဲ့ပြီးနမဲခေါ်တော့လည်းမထူဘူး။ပြီးတော့အဖွားကိုတဲကိုအတင်းကြီးဝင်လုံးနေတာကြောင့်မဟုတ်တော့ဘူးဆိုပြီးပဝင်ချင်းကလူတွေကိုအော်ဟေးအခုညီတောင်းတဲ့အခါမှာတရက်ခံဖြစ်သူဟာအခန်းထဲကနေထွက်ပြီးကမန်းကဒန်းထွက်ပြေးခဲ့တာဖြစ်တယ်လို့အဖွားကပြောပြပါဗါး။နောက်ပြီးတရက်ခံထွက်ပြေးသွားတဲ့အခါမှာသူ့ရဲ့အိမ်ကြီးနဲ့လေဆွဲအဆောင်တစ်ခုလည်းမေးချန်သွားခဲ့ပါဗါး။လက်ရှိအချိန်ထိတော့တရက်ခံဟာထွက်ပြေးလွန်မြောက်နေစေဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ကတော့တရခန့်ကိုအမြန်ဆုံးဖမ်းမိအောင်စ조사ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လည်ပြောပြပြီးသွားတာကတော့ပြီးခဲ့တဲ့19ရက်နေ့ညကထိုင်းနိုင်ငံဦးထိုက်ဌာနီမြို့မှာတခုတရောင်မှာအသက်82နှစ်အရွယ်အဖွားအိမ်ကိုပြစ်စီဝင်ခိုးခဲ့ပြီးအဖွားအိမ်ပြောင်းနေတာကိုတွေ့တော့တခုဟာချင်းအောင်ထဲကိုဝင်ပြီးအဖွားကိုပါပြူးချင်းမှုကျင်စီခဲ့တဲ့ဆိုတဲ့ထိုင်းနမေကြီးတရင်ကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားတာပဲဖြစ်ပါတယ်။